မင်္ဂလာပါအခုတစ်ခေါက်မှာတော့လူတွေရဲ့ဝေသုံးဆွဲမှုအဆင့်တွေအကြောင်းကိုမျှဝေပေးခြင်းပါတယ်လူတွေမှာ spending behavior ဆိုတဲ့ငွေ သုံးဆွဲမှုအပြုမူလေးတွေရှိလေရှိပါတယ်ဒီအပြုမူတွေပေါ်မူတည်ပြီးတော့ချမ်းသာကြွယ်ဝလာသူငွေတွေဖြုံးလန့်မိသူစင်ရဲသွားသူစသဖြင့်ကွာခြားသွားလေရှိပါတယ်ပုံမှန်အဖြစ်တော့အတုံးနဲ့အဖြုံးကို ခွဲခြားဖို့လိုတယ်လို့ ဆိုတော့လည်းပဲကိုရောက်ရှိနေတဲ့လူမှုအတိုင်းဝိုင်းပေါ်မူတည်ပြီးတော့အတုံးနဲ့အဖြုံးဟာ ပြောင်းလဲသွားတတ်ပြန်ပါသေးတယ်။ level ငယ်စဉ်က ဖြုံးတာလို့ဆိုနိုင်တာတွေကအတိုင်းဝိုင်းတစ်ခုမြင့်လာချိန်မှာတုံးဖို့လိုအပ်တဲ့အတုံးတွေလည်းဖြစ်လာတတ်ပါသေးတယ်။လူတွေရဲ့သုံးဆွဲမှုအဆင့်တွေကိုတော့ Maslow ရဲ့ hierarchy or need theory ပေါ်မူတည်ပြီးတော့သုံးသပ်ပေးသွားပါမယ်။ Maslow hierarchy ရဲ့ဏီမှာအဆင့်၅ဆင့်ရှိပါတယ်။တက်ဆိုင်ရာအဆင့်အလိုက် လူတွေမှာအဓိကလိုအပ်တဲ့လိုအပ်ချက်ဘေးစစ်နေ့တွေရှိတယ်လို့ဖော်ထုတ်တယ်အဓိကလိုအပ်တဲ့လိုအပ်ချက်နေ့တွေရှိတယ်လို့ဖော်ထုတ်ထားတာဖြစ်ပါတယ်နံပါတ်၁ကတော့ဘေးစစ်နေ့ဖြစ်ပါတယ်အခြေခံလိုအပ်ချက်ဒီအဆင့်ကတော့စာဝတ်နေရေးဆိုတဲ့အခြေခံလိုအပ်ချက်ဘေးစစ်နေ့တွေကိုအဓိကလိုအပ်တဲ့အဆင့်ဖြစ်ပါတယ်နေ့စဉ်ဘဝကို ရှင်သန်ရည်တည်နိုင်ဖို့အတွက်အဓိကဦးစားပေးပြီးတော့အလုပ်တွေလုပ်နေရသလို့ ငွေငွေရဲ့ရာဂိုင်တော့အများစုကိုလည်းစောင်းဝနေရေးအခြေခံအချက်တွေအတွက်သာအဓိကပြုရတဲ့အသုံးပြုရတဲ့အဆင့်ဖြစ်ပါတယ်။မြောက်သောအဖြစ်တော့အခြေခံလူဒန်းစားများမှာအခြေခံလူဒန်းစားများရဲ့အဓိကလိုအပ်ချက်အဆင့်ဖြစ်ပါတယ်။ဒီအဆင့်မှာရှိနေသူများရဲ့အဓိကသုံးဆွဲမှုစည်းတွေကစောင်းဝနေရေးအတွက်သာဖြစ်ရလိမ့်ရှိပါတယ်။ဒီ level မှာတော့မှအသုံးနဲ့အဖြုံးဟာစပြီးတော့ရှိနေပြန်ပါတယ်။ လက်ရှိဝင်ငွေနဲ့လောင်းငါမှုရှိတဲ့စာဝတ်နေရေးတုံးဆမှုမဟုတ်ပဲအပူတုံးမိတဲ့စာဝတ်နေရေးဈေးတွေဟာအဖြုံးစင်းရင်ထဲထည့်လို့ရပါတယ်။ဥစ္စာဖြူစဘောကဆိုသလိုဝင်ငွေ အတိုင်းအရှိန်နဲ့မတင့်တော်နိုင်သေးတဲ့ဟင်းရတွေနေထိုင်မှုဈေးတွေကိုမထင်းချုံနိုင်ရင်ဝင်ငွေထွက်ငွေမလောင်းငါပဲနဲ့စူဆောင်းငွေဖြစ်မလာနိုင်က နောက်လေပဲတက်ဖို့ခက်ခဲတတ်ပါတယ်။ ဒီ basic ni level ကနေနောက်အဆင့်တက်ဖို့အတွက်ကျွမ်းကျင်မှုတစ်ခုခုလိုအပ်ပါတယ်ဒါကိုရရှိဖို့အတွက်အသုံးပြုရတဲ့ငွေပမာဏကိုတော့အသုံးအแทးကိုပဲထည့်သွင်းရမှာဖြစ်ပါတယ်နံပါတ်1 safety ni basic ni ကို ပြည့်စုံသွားတဲ့အခါမှာလူတွေရဲ့လိုအပ်ချက်ဟာ safety ni ဆိုတဲ့လုံခြုံ စိတ်ချရမှုကိုစတင်လိုအပ်လာပါတယ်မြောက်သောအဖြစ်တော့ basic needs နဲ့ safety needs ကတွဲလျက် လိုအပ်တတ်ကြလေရှိပါတယ်။ငွေကြေးနဲ့နဲ့အဆင်ပြေလားလို့စူဆောင်းနိုင်လာတဲ့အခါမှာဒီငွေလေးတွေဆုံးရှုံးမသွားအောင်ပိုင်ဆံမှုလေးတွေရော့မသွားအောင်လှုပ်ဆောင်ဖို့လိုအပ်လာပါတော့တယ်။ဒီလိုအချိန်မှာတော့ရွှေထည်လေးတွေဝယ်စုတာမျိုးဟာအဖြုံးမဟုတ်ပဲအတုံးတဲကိုထည့်သွင်းလို့ရလာပါတယ်။ဘေးစင်နှစ်အဆင့်တုံးကစားဖို့တောင်အနိုင်နိုင်မတိကြသေးပဲနဲ့ရွှေထည်ဝယ်ယူလိုက်ရင်တော့ နောက်ရံငွေလိုတာနဲ့ချက်ချင်းပြန်ရောင်းရမှာဖြစ်လို့ရောင်းစေးဝယ်စေးအဟနဲ့တယ်ပဲငွေချို့ဆုံးရှုံးမှဖြစ်တာကြောင့်အတုံးမဟုတ်ပဲအဖြုံတဲ့ထဲ့ရမှာဖြစ်ပါတယ်နမတို့ social needs ဒီအဆင့်ကတော့ငွေငွေပမာဏတစ်ခုအဆင့်ပြေလာတဲ့အခါမှာလူအများစုဟာတက်ဆိုင်ရာအတိုင်းအဝိုင်းထဲမှာဝင်ဆက်ဖို့အတွက်အတုံးဆောင်ပစ္စည်းတွေကို လိုလိုမလိုလိုဝယ်ယူကြတဲ့ spending behavior ကို ပြောင်းလဲလာပါတော့တယ်။ဒီအဆင့်ဟာထောင်ချောက်တစ်ခုလိုတော့မှတင်စားလို့ရပါတယ်။ရခင်အဆင့်တွေတုန်းကတော့ရရှိတဲ့ဝင်ငွေတောင်းရရှိတဲ့ဝင်ငွေ အလင်းမီအောင်ချိုးချံပြီးတော့နေနိုင်ခဲ့ကြပေမဲ့ဝင်ငွေအဆင်ပြေလာတဲ့အခါမှာ ကိုယ့်အတိုင်းအဝန်းရဲ့အတိအမှန်ပြုမှုကိုရယူချင်လာပြီးတော့ social media ဝယ်ယူကြတဲ့အလေးအချင်း စတင်လာပါတယ်တကယ်တော့ဖြစ်တဲ့အနေအထားတစ်ခုအတွက် သုံးဆွဲရတာတူရှိတယ်ဥပမာ အလုတ်ကိစ္စတွေ့ဆုံရတဲ့ညစာစားပွဲအတွက်ဆိုင်ကောင်းကောင်းမှာဖိတ်ခေါ်ဆွေးနွေးကုံကြရတာမျိုးရှိနိုင်တယ်ဒါအပြင်နက်ဝော့ချက်တွေနိုင်ဖို့ပွဲတွေတက်ဖို့လိုအပ်တဲ့အသုံးဆောင်တွေဝယ်ရတာရှိတတ်ပါတယ်လုပ်ငန်းအတွက်ညှိနှိုင်းရမှာ impression တစ်ခုရဖို့ဝတ်ဆင်သုံးဆွဲရတာတွေရှိတတ်ပါတယ်ဒါပေမဲ့ဒီလိုအသုံးပြုရကနေ ဝင်ငွေပမာဏကထက်များများ တက်မလာပဲနဲ့ဆိုရှယ်နေအတွက် သုံးဆွဲတာတွေကသာများလာတဲ့အခါမှာရင်းနှီးမြုပ်နှံမှုတွေငွေစုတာတွေမလုံးဆောင်နိုင်တော့ပဲနဲ့ကုန်ကျစိတ်တွေကြီးတာဖြစ်သွားတတ်ပါတော့တယ်နံပါတ်၄ achievement needs လေးစင်းမြောက်အစင်ကတော့ကိုယ်အတွက်အောင်မြင်မှုလို့ယူဆတဲ့အရာတွေကိုတစ်ခုပြီးတစ်ခုရအောင်လုံဆောင်တာမျိုးဖြစ်ပါတယ်ဥပမာကိုက အတိုင်းအဝန်ထဲမှာလဲအတိအမှတ်ပြုခံရပြီးတော့နေရာတစ်ခုရလာပြီးတဲ့အခါမှာအောင်မြင်တစ်ထပ်အောင်မြင်မှုကိုကျေနပ်ခန်းစားရဖို့လုပ်ငန်းတွေထက်ချက်ထွင်တာမျိုးပါပဲ။စိုင်းအသစ်ဒီဇိုင်းထပ်ဖွင့်မယ်။လုပ်ငန်းခွဲတစ်ခုထပ်ထောင်မယ်။စသဖြင့်ကို့အတွက်အောင်မြင်မှု achievement sense ကိုရစေမဲ့အရာတွေအတွက်ပို့ပြီးတော့သုံးဆွဲလာတဲ့အဆင့်ကိုရောက်လာပါတယ်။ဒီလို spanning behavior ဖြစ်လာတဲ့အခါမှာ လုပ်ငန်းအသစ်တွေကိုတေချာမလေ့လာပဲနဲ့ရင်းနှီးလောက်ကမိတာမျိုးတွေထင်သလောက်ငွေမဝင်ပဲနဲ့အလုံးမဖြစ်တဲ့စီးပွားရေးတွေများပြားလာတတ်ကဆုံးရှုံးမှုကိုကြုံရတတ်ပါတယ်ဒီအတွက်ဒီအဆင့်မှာ achievement sense ရဖို့ဆိုတဲ့စိတ်ကစားချက်ဥဆောင်မှုကို short ချပြီးတော့တကယ်ပဲအောင်မြင်ကြီးပွားနိုင်တဲ့လုပ်ငန်းတွေကိုသက်ဆိုင်ရာကျွမ်းကျင်သူများနဲ့တိုင်ပင်ဆောင်ရွက်ခြင်းကအသင့်တော်ဆုံးဖြစ်ပါတယ် နံပါတ်5 self actualization needs လူတဦးအတွက်လိုအပ်ချက်နေစာအဆင့်၅အထိရောက်လာပြီဆိုရင်တော့အလုပ်လုပ်ရခြင်းယူရချက်ဟာသူ့ရဲ့ဝါသနာပါတဲ့သို့မဟုတ်သူ့ရဲ့ဖြစ်တည်မှုအတွက်အတိတ်ပဲရှိတဲ့အလုပ်တွေကိုသာ ရွေးချယ်ဆောင်ရွက်တော့တဲ့အတွက်ငွေကြေးသုံးဆက်မှုပုံစံကလည်းလုံးဝပြောင်းလဲသွားလိမ့်ရှိပါတယ်ဒီအဆင့်မှာတော့သုံးတာနဲ့ဖြုံးတာကိုတိတ်ပြီးတော့ခွဲခြားလို့မရတော့ဘဲနဲ့ သူ့ဘဝအတွက်အတိတ်ပဲရှိတဲ့အရာတွေအတွက်သာသုံးဆွဲနေတော့တာဖြစ်ပါတယ်ဥပမာပရာဟိတလုပ်ငန်းတွေဆောင်ရွက်ဖို့လှူဒန်းလိုက်တာမျိုးပါပဲဆိုတော့ကငွေကြေးသုံးဆွဲမှုပုံစံတွေဟာ Maslow's need theory အဆင့်၅ဆင့်အရဘယ်အဆင့်မှာဘယ်အတွက်အဓိကသုံးဆွဲတင်တယ်ဆိုတော့ကိုတွေးရှိနိုင်မှာဖြစ်တယ်ပထမအချက်အနေနဲ့ကိုရောက်ရှိနေတဲ့အဆင့်မဟုတ်ပဲအဆင့်ကျော်တဲ့ ငွေကြေးသုံးဆမှုပုံစံတွေရှိနေချမ်းသာကြွားမှုမရနိုင်ပါဘူးဥပမာကိုက safety needs အဆင့်သာရှိနေပေမဲ့လည်းကို့အတိုင်းဝန်ထဲအထင်ကြီးမှုရအောင်ဈေးကြီးအတုံးဆောင်ပစ္စည်းတွေကိုသာဝယ်ယူစုဆောင်နိုင်မယ်ဆိုရင်တော့စုဆောင်ွေဖြစ်မလာပဲနဲ့ပုံမုံကုန်ကြမှာဖြစ်ပါတယ်ဒုတိယချက်ကတော့ကိုရောက်နေတဲ့အဆင့်မှာမူတည်ပြီးတော့သုံးဆွဲရမယ့်အတိုင်းသုံးဆွဲပေးမယ်နီလမ်းမတဲ့အခါမှာလဲငွေကြေးဆုံးရှုံးမှုတွေဖြစ်နိုင်တယ် ဥပမာ achievement sense ရဖို့လုပ်ငန်းကိုတိုးချက်လုပ်ငန်းကိုတိုးချက်အောင်သုံးဆွဲပေးမယ်လေမှားရွေးတဲ့လုပ်ငန်းမှာရင်းနှီးပြီးတော့သုံးဆွဲမိလိုက်တဲ့အခါမှာစီးပွားပြတ်သွားတတ်တဲ့သဘောပါပဲဒီတော့မိမိဟာဘယ် level မှာရှိနေလဲဘယ်လိုအရာတွေအတွက်အဓိကသုံးဆွဲသင့်တယ်ဘယ်လိုနည်းလမ်းမှန်မှန်သုံးဆွဲသင့်တယ်ဆိုတော့ကိုသုံးသပ်ပြီးတော့ကုန်ကျစရိတ်တွေကိုထိရောက်စေဖို့လိုအပ်ပါကြောင်းမျှဝေပေးလိုက်ရပါတယ် လုံလောက်တဲ့အသိပညာဟာပြင်းထန်တဲ့အခက်အခဲတွေကိုလွယ်ကူစွာနဲ့ကျော်ဖြတ်စေနိုင်ပါတယ်